စိမ်းစားလို့မရတာကအသားနဲ့ငါးပဲရှိရလို့ပြောကြပေမဲ့အခုနောက်ပိုင်းမှာဆိုရင်အသားနဲ့ငါးကိုအစိမ်းပြင်ထားတဲ့မီနိုးတွေတောင်တွေ့နေရပါပြီ။အစိမ်းစားတာကအစာအစိမ်းတင်တာတွေချက်ချင်းအသက်အန္တရာယ်မဖြစ်စေနိုင်တဲ့အတွက်စားလို့ရတယ်လို့လူအများစုကပြောကြပါရဲ့။ဒါပေမဲ့စိမ်းပညာရှုတော့ကနေကြည့်မယ်ဆိုလို့ရှိရင်လုံးဝအစိမ်းမစားသင့်တဲ့အရာတွေရှိပါရဲ့။ဒါကြောင့်ဒီမျိုးလေးထဲမှာတော့ယောဂကင်းကျင်နေဆိုရင်လုံးဝအစိမ်းမစားသင့်တဲ့အစားအစာတွေကဘာတွေလဲဆိုတာကိုပြပြပေးသွားမှာဖြစ်ပါရဲ့ရှင်။မျိုးလေးမစားခင်မှာညီမတို့ရဲ့ channel လေးကို subscribe လုပ်ရတဲ့ subscribe လုပ်ပြီးတော့ပေးနာ notification လေးကိုလည်းနှိပ်ချပေးပါအောင်ရှင်ပထမတစ်မျိုးကတော့ sushi ပဲဖြစ်ပါတယ် တိတ်ကိုလူကြိုက်များတဲ့ sushi တွေကို ထိခိုက်စေရလို့လည်းမဟုတ်ပါဘူး။ထမင်းရယ်ရေညှိရယ်အသီးအရွက်အသားငါးပင်လယ်စာကြုပ်ဦးနဲ့လုပ်တဲ့မာရိုနစ်တို့ပါဝင်လို့အာဟာရပြည့်ဝတဲ့အစားအစာတစ်ခုပဲဖြစ်ပါရဲ့။ဒါပေမဲ့အသားပင်လယ်စာတွေကိုအစိမ့်ထည့်ထားတာတော့မစားသင့်ပါဘူး။ပြုတ်အန်နာဝမ်းပြတ်တာဘိုင်းအောက်ဘိုင်းနာတာတွေဖြစ်တတ်တဲ့ကပားပိုးနဲ့ဗဒိဒိယတွေပါလာနိုင်လို့ပဲဖြစ်ပါရဲ့။အထူးသဖြင့်ခလေးတငယ်တွေကိုဝင်ဆောင်နေနိုးတိုင်းမြေကင်တွေနဲ့ကိုခံအနေနဲ့သူတွေဆိုလို့ရှိရင်ပို့ပြီးတော့တတိထားသင့်ပါရဲ့ရှင်။ ောက်တစ်မျိုးကတော့ဝက်တာပဲဖြစ်ပါတယ်။ဝက်တာကိုအစိမ်းစားလေးမရှိကြအောင်ဆိုပေမဲ့လည်းမကြက်တစ်ကြက်တော့စားလေးရှိကြပါတယ်။ဒီလိုမျိုးမလက်ဆက်တဲ့အသားတွေကိုအကင်အဖြစ်စားမိတဲ့အခါမှာဆယ်မွန်နလာ၊ E.coli နဲ့ Listeria လိုမျိုးဗက်တီးရီးယားတွေပါဝင်နိုင်ပါတယ်။ဝက်တာဆိုတာကမီးပြင်းပြင်းနဲ့ပေါ့နော်ကြက်အောင်ချက်ထားရင်တော့မှပဲကြက်သွားရင်တော့မှ၃မိနစ်လောက်ထားပြီးမှစားတဲ့အသားတွေမျိုးပဲဖြစ်ပါတယ်ရှင်။ နောက်တစ်မျိုးကတော့ကမာပဲဖြစ်ပါတယ်။ရင်ကျင်းမှုတွေအစားအသောက်တွေနိုင်ငံအချင်းချင်းဖလှယ်ကြတဲ့အခါမှာကိုရီးယားရုပ်ရှင်တွေထဲရလိုမျိုးရေဘဝဲအစိမ့်တွေကမာအစိမ့်တွေကိုစားကြည့်ချင်လာကြပါတယ်။ဒါကြောင့်လည်းဒီရေဘဝဲတွေကမာတွေကိုစည်းကြည့်ပြီးပြီးတော့ဝယ်စားကြရပေါ့နော်။ဒါပေမဲ့လည်းဒီကမာတွေကိုအစိမ့်လိုက်စားမယ်ဆိုလို့ရှိရင်အသက်ရောအသက်ဝါအေဘိုးကူးစက်ပြတ်သွားနိုင်တဲ့အတွက်သတိထားသင့်ပါတယ်ရှင်။ နောက်တစ်မျိုးကတော့ပဇွန်အစိမ့်တုပ်ပဲဖြစ်ပါတယ်။ပဇွန်နေပင်လယ်စာတွေကိုတံပြာသီးနဲ့အစိမ့်တုပ်တာကဆူရှီမာလိုပဲစာအစိမ့်တင်စင်နိုင်တဲ့ဗဒိဒိယတွေကဘာပိုးတွေပါလာနိုင်ပါတယ်။ပဇွန်အကွေးငါအနှွေးလို့ပြောနေကြပြီးတော့မကြက်တကြက်ချက်စားနေကြတာတော့မကောင်းပါဘူးနော်။ဒါကြောင့်ပြန်နှွေးစားမယ်ဆိုရင်တော့မှပဲမီးပြင်းပြင်းလေးနဲ့အနှွေးထားတာကိုစားတင်ပါရဲ့ရှင်။ နောက်တစ်မျိုးကကျုပ်ဦးအစိမ့်ဖြစ်ပါတယ်ကျုပ်ဦးအစိမ့်မှာဆိုရင်လည်းအစာအစိမ့်သိနေတဲ့ဆယ်ပေါ်နာလာတွေပါဝင်နေပါတယ်အားရှိအောင်ဆိုပြီးတော့ကျုပ်ဦးကိုအစိမ့်ဖောက်တော့တာလည်းမကောင်းပါဘူးเนาะအ ਨੇ ဆုံးတော့အကာကျန်းဓမ္မမို့ဟပ်ဝိုင်းတော့စားပေးတင်ပါတယ်ရှင် ြော်တော့ hotdog ပဲဖြစ်ပါတယ်ဒီမှာဆိုရင်ကျုပ်ဥချောင်းလို့လည်းခေါ်ကြသလို hotdog လို့လည်းခေါ်ကြရပါတော့ခေါက်ဆွဲပြုတ်တွေထဲမှာထည့်စားလေးရှိသလို hotdog တွေထဲမှာလည်းထည့်စားလေးရှိပါတယ်ဒီ hotdog ကြောင်းတွေကဘလောက်ပဲပြပြင်ထားရပြောပြောအသင့်စားလို့ရတယ်ဆိုပေမဲ့လည်းဒီတိုင်းမစားလိုက်မိဘူးကအရေးကြီးပါတယ်အ ਨੇ ဆုံးကတော့အပူပေးတင်ပါတယ်ဒီလိုမျိုး hotdog ကြောင်းတွေမှာဆိုရင် listeria လို့ခေါ်တဲ့ bacteria တွေပါဝင်နိုင်တဲ့အတွက်ကြောင့်မို့လို့စားရမယ်ဆိုရင်မဖြစ်မနေအပူပေးတင်ပါတယ်ရှင် နောက်ဆုံးတစ်မျိုးကတော့ခရင်သီးပဲဖြစ်ပါတယ်ပုံမှန်ဆိုရင်အစိမ်းမစားကြအောင်ဆိုပေမဲ့သူ့ရဲ့ချိုပြီးတော့နူးညံ့တဲ့အရသာရှိရတဲ့အတွက်ကြောင့်မို့လို့တိုးစရာအဖြစ်စားကြတဲ့လူတွေရှိရပေါ့နော်ခရင်သီးမှာပါတယ်ဆူလာနိုင်လို့ခေါ်တဲ့ဓာတ်တမျိုးကအစာအစိမ်းတောက်ဖြစ်စေနိုင်ပါတယ်အထူးသဖြင့်ခရင်သီးနုနုလေးမှာပို့ပြီးတော့ပါဝင်တဲ့အတွက်ကြောင့်မို့လို့တတိထားပြီးတော့စားစေခြင်းပါတယ်ရှင်ဒီလောက်ဆိုရင်တော့ယောဂကိကျင်ရင်ဘလို့အစားစားတွေကိုအစိမ်းမစားသင့်ဘူးလဲဆိုတာကိုသိသွားလာပြီလို့ထင်ပါတယ်။ညီမရဲ့ဗီဒီယိုလေးကိုအဆုံးထိကြည့်ပြီးတော့အားလုံးကျေးဇူးတင်ပါတယ်ရှင်။နောက်ဗီဒီယိုလေးမှာပြန်တွေ့ကြမယ်နော်။